င်းစိမပိတ်တများအားလုံးပဲမင်္ဂလာပါခင်ဗျာအော်တိုဘာ3ရက်တန်မြင်းစိမ prime time မြင်းစိမသတင်းအစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကိုကျွန်တော်ခန့်ရွေကတာဝန်ယူတင်ဆက်ပေးတော့မှာပါဒီကနေ့ကြည့်ရှုရမယ့်သတင်းတွေကတော့စစ်ကော်မရှင်က6လအတွင်းမြို့နယ်120ကျော်ကိုလေကြောင်းတိုက်ခိုက်ပြီးတော့အဲ့ဒီမြို့တွေရဲ့60ရာခိုင်နှုန်းကျော်အင်တာနက်ဖြတ်ခံထားရတဲ့တဲ့အကျဉ်းသားထွက်ပြေးတာတွေရှိရတဲ့တရားရုံးတွေအနေနဲ့တရီသားစီလူရဲလို့ NUG တရားရေးဌာနပြောရတဲ့ တရင်ထောက်မမှုဂျရာကိုချက်ချင်းလှုပ်ဖို့နဲ့တရင်လက်လက်ခွင့်လေးစားဖို့အေအေကိုအမျိုးသမီးအဖွဲ့တွေတောင်းဆိုရတဲ့တရင်ပလမြို့ကိုစစ်ကော်မရှင်လေးချောင်းကဘုံကျဲတာကြောင့်ထိခိုက်မှုရှိရတဲ့တရင်နဲ့စစ်ပွဲအတွက်ပြည်သူတွေစီကအခွန်တိုးမြင့်ကောက်ခံမှုရုရှားစီစဉ်နေတဲ့နိုင်ငံတကာသတင်းအပအဝင် နောက်ဆုံးရကုန်စည်နှုန်းနဲ့အခြားအရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါခင်ဗျာ ပထမဆုံးသတင်းသဘောက်အနေနဲ့ယခု2025ခုနှစ်ဖေဖော်ဝါရီလကနေဇူလိုင်လအထိ6လတာကာလအတွင်းစစ်ကော်မရှင်ကမြို့နယ်ပေါင်း123ခုကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးတော့အဲ့ဒီမြို့နယ်တွေရဲ့60ရာခိုင်နှုန်းကျော် internet ဖြတ်တောက်ခံထားရတယ်လို့မြန်မာ internet project MIP ကအစိုးရခန်းစာထုတ်ပြန်လိုက်ပါတယ်အော်ဒါဝါနှစ်ရက်ကထုတ်ပြန်တဲ့လေကြောင်းရန်နဲ့ဆက်သွယ်ရေးဖြတ်တောက်မှုတွေကြောင့်အရက်သားတွေအပေါ်ထိခိုက်မှုအစဉ်ခံစား ဝေဟင်တိုက်ခိုက်မှုများအကြားဆက်သွယ်ရေးအမှောင်ကျခဲ့မှုများမှာအခုလိုဖော်ပြထားတာဖြစ်ပါတယ်။အဲဒီ6လအတွင်းလေကြောင်းတိုက်ခိုက်မှုမပြုတ်လုတဲ့ရဟာ16ရက်သာရှိပြီးတော့ရန်ကုန်တိုင်းကလွယ်ပြီးကြံတိုင်းနဲ့ပြည်နယ်အားလုံးမှာရှိတဲ့မြို့နယ်123ခုမှာ လေကြောင်းတိုက်ခိုက်မှု645ကြိမ်ပြုတ်လုခဲ့ရလို့ MIB ကထုတ်ပြန်ပါတယ်။လေကြောင်းတိုက်ခိုက်ခံရတဲ့မြို့နယ်တွေက135မြို့နယ် 63.49ရာခိုင်နှုန်းဟာဆက်သွယ်ရေးဖြတ်တောက်ခံထားရတဲ့မြို့နယ်တွေဖြစ်တယ်လို့ဖော်ပြထားပါတယ်။စကိုင်းတိုင်းရှမ်းပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာရှိတဲ့မြို့နယ်တွေကလေကြောင်းတိုက်ခိုက်ခံရမှုအများဆုံးဖြစ်ခဲ့တယ်လို့ဆိုပါတယ်။အင်တာနက်ပြတ်တောက်တာနဲ့တော်လိုင်းအင်အားစုတွေနဲ့ထိတွေ့တာတွေရှိနေတဲ့မြို့နယ်တွေကိုစစ်အုပ်စုကလေကြောင်းတိုက်ခိုက်မှုနဲ့ချင်းချောက်နေတယ်လို့ MNP ကဖော်ပြထားပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေတဲ့အ ਨੇ စုံအရက်သားဥယျာဉ်တရာကျော်အသက်ဆုံးရှုံးခဲ့ပြီးတော့ တည်ဆုံးသူအားလုံးရဲ66ရာခိုင်နှုန်းကျော်ဟာဆက်သွယ်ရေးပြတ်တောက်နေတဲ့ဒေတာတွေကဖြစ်တယ်လို့ MNB ကဖော်ပြထားပါတယ်။ဒါပြင်စစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရတားနေအိမ်ထောက်ပေါင်းများစွာပျက်စီးခဲ့ပြီးဘာသာရေးနဲ့တိုက်သက်ဆိုင်တဲ့အဆောက်အဦ83ခုစာတင်ကျောင်းပေါင်းအနည်းဆုံး90နဲ့စေယုံစေကအနည်းဆုံး16ခုထိခိုက်ဆုံးရှုံးခဲ့ကြောင်း MNB ရဲ့အစီရင်ခံစာမှာရေးသားထားပါတယ်။ H စီရင်ခံစားအရာစစ်ကော်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လူထိခိုက်ဒေဆုံးမှုနဲ့အဆောက်အဦပျက်စီးမှုကြုံတွေ့ခဲ့ရတဲ့ဒေသအများစုဟာအင်တာနက်အပအဝင်ဆက်သွယ်ရေးပြတ်တောက်မှုနဲ့ရင်ဆိုင်နေရတဲ့ဒေသတွေဖြစ်တာကိုတွေ့ရပါတယ်။နိုင်ငံအဖွဲ့အစည်းတွေအနေနဲ့စစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူတွေရဲ့အသက်အန္တရာယ်ထိခိုက်မှုရောပါစေဖို့အတွက်ဆက်သွယ်ရေးဆိုင်ရာပျက်စီးနဲ့ဉာဏ်ပညာတွေထောက်ပံ့ပေးဖို့နဲ့ ဆက်တွယ်ရေးဖြတ်တောက်တာတွေဆက်လက်မပြုတ်လုံနိုင်စေရေးအာဏာသိမ်းစစ်တပ်ကိုဖိအားပေးဖို့ MIB ကတိုက်တွန်းထားပါတယ်။လက်ရှိမှာမြန်မာနိုင်ငံကမ္ဘာပေါ်မှာအင်တာနက်ဖြတ်တောက်ပိတ်ဆို့ခံရမှုဒုတိယအများဆုံးနိုင်ငံဖြစ်လာပြီးတော့တိုင်းနယ်ပြည်နယ်14ခုရဲက73ခုမှာအင်တာနက်ဖြတ်တောက်ခံရတာတွေနဲ့ရင်ဆိုင်နေရရလို့မြို့သားညူရဲ့အဆိုအရအန်ယူဂျီက2024ခုနှစ်ကဇွန်လမှာထုတ်ပြန်ထားပါတယ်ခင်ဗျာ။ သူရဲ့သတင်းသဘောအနေနဲ့မြေပြင်မှာအကျဉ်းသားထွက်ပြေးကြတာရှိတဲ့အတွက်တရားရုံးအနေနဲ့အထူးတတိချက်စီလိုတယ်လို့မြို့သားညညရဲ့အဆိုအရတရားရေးဝန်ကြီးဌာနဂျာကာလာတရားစီရင်ဆိုင်ရာ ဦးစီးထံကညွှန်ကြားရေးမှူးချုပ်ဒေါ်မေပိုးကစက်တင်ဘာ28ရက်ကကျင်းပတဲ့ဂျာကာလာတရားစီရင်ရေးဆိုင်ရာဦးစီးထံနဲ့မြို့နယ်တရားသူကြီးတွေတွေ့ဆုံဆွေးနွေးပွဲမှာပြောကြားခဲ့ပါတယ်။ယခုမြေပြင်အခြေအနေအရအကျဉ်းသားထွက်ပြေးတာတွေရှိနေပြီးတရားရုံးအနေနဲ့ဒီအချက်အပေါ်အထူးတရိပ်ချက်စီလိုကြောင်းအမခန်ပေးနိုင်တဲ့အမှုတွေကို အမခန်ပေးပြီးတော့အမခန်ရှောက်ထားလာတာမရှိပါက ဥပဒေနဲ့အညီဆောင်ရွက်ကြဖို့လိုကြောင်းတရားခဏ်ထွက်ပြေးတာတွေရှိရာကြောင့်ခြားထူးခြားကိစ္စရပ်တွေပေါ်ပေါက်လာပါကဌာနကိုအစီရင်ခံတင်ပြပြီးလုံထုံးလုံနည်းနဲ့အညီမှန်မှန်ကန်ကန်ဆောင်ရွက်ကြဖို့လိုကြောင်းဒေါမေပိုးကပြောကြားခဲ့ပါတယ်။ဒါပြင်လက်ရှိကာလတော်လှန်ရေးနယ်မြေတွေမှာလုံခြုံရေးချိန်ချောက်တာတွေကြုံတွေ့နေရတဲ့အခြေအနေတွေမှာ တရားယုံတွေအနေနဲ့လည်းတရားယုံအမှုတွဲတွေနဲ့ဆရွက်ဆရွက်နေအပါဝင် လုံခြုံရေးဂရုပြုရမယ်ကိစ္စရက်တွေအားလုံးစနစ်တကျထားရှိဖို့လိုပြီးတော့အမှုတရရဲ့ဥပဒေပါအခွင့်အရေးတွေရရှိစေဖို့ပေါ်ဆောင်ပေးဖို့လိုပြီးအမှုတရကိုလည်းဥပဒေပါအခွင့်အရေးရရှိစေမှာကို ရှင်းပြပေးစေလိုတယ်လို့ညွှန်ကြားရေးမှူးချုပ်ဒေါ်မေပိုးကဆိုပါတယ် လက်ရှိမှာအန်ယူဂျီတရားရေးဝန်ကြီးဌာနကစကိုင်းတိုင်းမှာတရားရုံ25ရုံ မကွေးတိုင်းမှာတရားရုံ3ရုံဖွဲ့ထားပြီးမြို့နယ်တရားယူတရားသူကြီးတရား80တရား80ရောက်ခန့်အပ်ထားကြောင်းတရားရေးဝန်ကြီးဌာနစီကသိရပါဗျာ ပြီးခဲ့2024ခုနှစ်နှစ်ကုန်ပိုင်းကပြုလုပ်ခဲ့တဲ့တရားရေးဝင်ကြီးဌာနသတင်းစာရှင်းလင်းပွဲမှာ2020နှစ်ကုန်ပိုင်းကနေစပြီး2024ခုနှစ်ဩဂတ်လအထိရာသွင်းမှုနဲ့တရားမှတ်မှုပေါင်း1600ဆွဲဆိုနိုင်ခဲ့ပြီးတော့အဲ့ဒီထဲကအမှုပေါင်း840ကျော်ပြည့်ပြတ်ခဲ့ကလက်ကျန်အမှု850ကျော်ဆက်လက်ဆောင်ရွက်နေတယ်လို့ပြောထားပါတယ်။ မြေပြင်မှာဒီလိုထွက်ပြေးတဲ့အကျဉ်းသားတွေမှာဘယ်အကျဉ်းသားတွေဖြစ်ကြောင်းနဲ့အခြေအနေတွေကိုသိရှိဖို့ NGO ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူကိုမြေစီမကစာဖြင့်မေးမြန်းထားပေမဲ့လည်းယခုတရင်ဖော်ပြချိန်ညပိုင်းထိအကြောင်းမပြန်သေးပါဘူးခင်ဗျာဆက်လက်ပြီးတော့အခတ်တတ်တော် ULA ကဖန်စီဆစ်စင်းနေတဲ့တရင်တော့မတ်မှုဒရာကိုချက်ချင်းလှုပ်ပေးဖို့နဲ့တရင်လွတ်လပ်ခွင့်ကိုလေးစားဖို့အမျိုးသမီးအဖွဲ့၃ဘွဲ့ကထုတ်ပြန်တောင်းဆိုလိုက်ပါတယ်မြန်မာအမျိုးသမီးမီဒီယာအဖွဲ့ MWIM မြန်မာအမျိုးသမီးတမက BWU နဲ့ Sister to Sister အဖွဲ့တို့ကမမူဒရာဖန်ဆီးခံရတဲ့နှစ်ပတ်ပြည့်တဲ့နေ့ဒီကနေ့အောက်တိုဘာ3ရက်နေ့မှာထုတ်ပြန်တောင်းဆိုလိုက်တာပါမြန်မာနိုင်ငံဟာ2025ခုနှစ်ကမ္ဘာတရင်လွတ်လပ်ခွင့်အညွန်ကိန်း RSF မှာနိုင်ငံပေါင်း180ရဲကအဆင့်169ဖြစ်ရှိနေတဲ့အခြေအနေမှာ ဒါလို့မီဒီယာသမားတွေအပေါ်ဖိအားပေးရာတွေထပ်မံဖြစ်ပေါ်နေတာကိုမြန်မာအမျိုးသမီးမီဒီယာအဖွဲ့ကပြင်းထန်စွာရှုတ်ချရလို့လဲဆိုထားပါဗျ။ရခိုင်ခြေဆက်သတင်းဌာနဖြစ်တဲ့ Bora News Agency BNA ကသတင်းတောက်မှတ်မှုဒရာကိုပြီးခဲ့စက်တင်ဘာ20ရက်နေ့ကမောင်တော်မြို့နယ်မှာရှိတဲ့သူ့ရဲ့နေအိမ်မှာ ULA ထောင်လန်းရဲ့အဖွဲ့ကလာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီးဒီကနေ့နှစ်ပတ်ပြည့်ရဲ့နေ့အထိပြန်လည်လွတ်မြောက်လာတာမရှိသေးပါဘူး။ ရခတ်တတော် A ကတော့တရင်တော်မတ်မှုဂျရာဟာအများပြည်သူလုံခြုံရေးအတွက်ထိခိုက်စေတဲ့အပြောအဆိုအလုတ်အကိုင်တွေကိုလုပ်နေတာကြောင့်စစ်ဆေးဖို့လိုအပ်တဲ့အတွက်ခေါ်ယူစစ်ဆေးနေတာဖြစ်တယ်လို့ဖန်ဆီးထားတာမဟုတ်ဘူးလို့ A ရဲ့ပြောရေးဆိုခွင့်ရှိသူဥခိုင်ဒုက္ခက ARD တရင်ဌာနကိုပြောဆိုထားပါတယ်လွတ်လပ်သောမြန်မာတရင်စာဆရာမြအစည်းအရုံးကလည်း မိုကရေစီလူအဖွဲ့အစည်းအတွင်သတင်းတောက်တွေရဲ့အရေးပါသောအခမ်းကဏ္ဍကိုအတိမတ်ပြုပြီးသတင်းမီဒီယာသမားတွေကိုကာကွယ်ပေးမယ်နိုင်ငံတကာဥပဒေတွေကိုလေးစားလိုက်နာကအမြန်ဆုံးလွှတ်ပေးဖို့တိုက်တွန်းကအရခတတ်တော် AA အနေနဲ့သတင်းမီဒီယာသမားတွေရဲ့အခွင့်အရေးကိုလေးစားတန်ဖိုးထားကသတင်းတော့လုပ်ငန်းကိုဆက်လက်လှုပ်ဆောင်ဖို့ပံ့ပိုးပြီးစံနမူနာပြနိုင်မယ်လို့ယုံကြည်ကြောင်းထုတ်ပြန်ထားပါသေးတယ် ဖန်စီခန္ဓာရရအမျိုးသမီးသတင်းတောက်မမ်မူဒရာကိုအေးအနေနဲ့ချက်ချင်းလွှတ်ပေးတင်ပြီးတော့ရခိုင်ပြည်နယ်အတွင်းသတင်းတောက်တွေအားလုံးလွတ်လပ်စွာသတင်းယူခွင့်ပေးရမယ်လို့ညူရောက်အခြေစိုက်သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီ CP CPJ ကစက်တင်ဘာ23ရက်နေ့မှာထုတ်ပြန်ထားပါရခင်ဗျာ နောက်ထပ်သတင်းသဘောအနေနဲ့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတဲ့ဗိခရန်ပလောမျိုးနယ်အတွင်းကပလောမျိုးအနီးတဝိုက်ကိုစစ်ကော်မရှင်ကလေကြောင်းဘုံကျဲတိုက်ခိုက်သွားတယ်လို့မစ္စိမရဲ့သတင်းရင်းမြစ်တွေရှိကသိရပါရယ်အော်တိုဘာ2ရက်မွန်းလွဲ7နှစ်ခွဲဝင်းကျင်က Jet Fighter တစ်စီးနဲ့ဘုံနှလုံးကျဲသွားတာဖြစ်ပြီးပလောမျိုးမင်းပြင်ရွာအတွင်းကြားရောက်ပေါက်ကွဲခဲ့ရပါတယ် ဒီကြောင့်တက်ခိုက်ခံရတဲ့မင်းပြင်ရွာဟာပလာမျိုးနဲ့တမိုင်ကျော်တာကွာဝေးပြီးအမှတ်၈ပြည်အောင်စုလမ်းမကြီးဘေးမှာရှိရရွာဖြစ်ပါတယ်။ဒီကြောင့်တက်ခိုက်ခံရမှုအတွင်းတော်လန်ရင်အင်အားစုတွေဘက်ကထိခိုက်မှုရှိရလို့ဒေတာချင်းသတင်းရင်းမြစ်နှစ်ဦးကပြောပေမဲ့ဘိတ်ခရံအမှတ်၁တည်ရင်ကြံကြားရေးတာဝန်ခံကသူတို့အနေနဲ့အခြေအနေအသေးစိတ်ကိုအတိမပြုနိုင်သေးဘူးလို့ပြောပါတယ်။ ပလမြို့နယ်အနီးဝင်းကျင်ရှိရွာတွေမှာစစ်ကော်မရှင်တပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်တွေအကြားတိုက်ပွဲတွေဖြစ်ပွားနေတာဟာပြီးခဲ့တဲ့ဇူလိုင်လနောက်ဆုံးအပတ်ခရေကပါတိုက်ပွဲတွေအတွင်းစစ်ကော်မရှင်တပ်ဘက်ကအထိခိုက်များလို့တော်လန်ရင်အင်အားစုပူးပေါင်းတပ်တွေဘက်ကလည်းထိခိုက်ကြဆုံးတာတွေရှိခဲ့ပါတယ်တိုက်ပွဲတွေစတင်ခဲ့တဲ့ကာလအတွင်းစစ်ကော်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု drone နဲ့ဘုံးကျဲတိုက်ခိုက်မှု လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့်အယက်သား20ဦးထပ်မနေသေးဆုံးခဲ့ပြီးတော့အယက်သားပြည်သူယာနဲ့ချီဘေးလွရာကိုတိမ်းရှောင်နေရတယ်လို့သတင်းရင်းမြစ်တွေစီကတည်ရပါတယ်ခင်ဗျာနိုင်ငံတကာသတင်းပတ်ကိုဆက်ကြည့်အောင်ပါစစ်ပွဲအတွက်ပြည်သူတွေစီကအခုတုံးမြင့်ကောက်ခံဖို့ရုရှားစီစဉ်နေတဲ့သတင်းကိုဝိုင်းတော်သားကိုဆိုင်ခန့်ကတင်ဆက်ပေးပါမယ် ရုရှားဆိုရကစစ်ရေးသုံးစရိတ်တွေပုံမူရရှိဖို့အတွက်နီးလန့်တွေ ရှာဖွေနေချိန်မှာစစ်ပွဲပေါ်အထူးကအားထားတဲ့စီးပွားရေးရင်းရင်လာတဲ့အတွက်စီးပွားရေးလုပ်ငန်းတွေနဲ့စားသုံးသူတွေအပေါ်အခွန်အရေးတိုးမြင့်ကောက်ခံဖို့စီစဉ်နေပါတယ်။တင်းလာနေမှာဗန်ဒါယီဝန်ကြီးက2026ခုနှစ်အတွက်ဘတ်ဂျက်မူကြမ်းကိုထုတ်ပြန်ခဲ့ရမှာယူကရိန်းနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲပေါ်ကရင်မလင်ရဲ့တန်တိတ်ထံကို ပြန်လည်စစ်စစ်စရာဖြစ်လာခဲ့ပါတယ်။ လာမယ့်နှစ်အတွက်ကာကွယ်ရေးအသုံးစရိတ်ဟာကြီးကြီးမားမားပြောင်းလဲမှာမဟုတ်ဘဲအခွန်တိုးမြင့်မှုတွေနဲ့ရန်ပုံငွေရှာဖွေသွားမယ်လို့အသုံးစရိတ်ရထားချက်မှာဖော်ပြထားပါတယ်အခုသတင်းပတ်အတွင်းရာထားဘတ်ဂျက်အကြောင်းတင်ပြရမှာရုရှားဗန်ဒါရီဝန်ကြီးဌာနကကာကွယ်ရေးနဲ့လုံခြုံရေးအတွက်ရန်ပုံငွေထောက်ပံ့ရန်အခွန်တွေတိုးမြှင့်ကောက်ခံဖို့အဆိုပြုခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ အဲ့လိုအခွန်တိုးမြင့်မှုတွေဟာအစိုးရချင်းငွေပုံမှုယူခြင်းကိုအစားထိုးနိုင်ပြီး2026ခုနှစ်မှာ GDP ရဲ့1.6%ခန့်လုံးရှိမယ်လို့ခန့်မှန်းထားတဲ့ budget လုံငွေကိုရှော့ချဖို့နီးလန်းလဲဖြစ်ကြောင်းဆိုပါတယ်။အစိုးပြုထားတဲ့အခွန်တိုးမြင့်မှုတွေဟာစီးပွားရေးတိုးတက်မှု2026ခုနှစ်မှာ1.3%ခန့်လုံးသာရှိမယ်လို့အစိုးရကခန့်မှန်းထားချိန်နဲ့တိုက်ဆိုင်နေပါတယ်။ ဒါဟာ2024ခုနှစ်ကမှတ်တမ်းတင်ခဲ့ရတဲ့၄.၁ရာခိုင်နှုန်းတိုးတက်မှုနဲ့နှိုင်းယှဉ်ရင်အလွန်ကွာခြားပြီးအခုနှစ်၂.၅ရာခိုင်နှုန်းနဲ့2026ခုနှစ်အတွက်အရင်ရထားချက်၂.၄ရာခိုင်နှုန်းအောက်တည်တည်တသာကျဆင်းသွားတာဖြစ်ပါတယ်။ ရုရှားဆိုရကစစ်ရေးအသုံးစရိတ်တွေပုံမူရရှိဖို့အတွက်နီးလန်းတွေရှာဖွေနေချိန်မှာစစ်ပွဲအပေါ်သာအဓိကအားထားတဲ့စစ်စည်းဝါးရေးရင်းရင်လာတဲ့အတွက်စည်းဝါးရေးလုပ်ငန်းတွေနဲ့စားသုံးသူတွေအပေါ်အခွန်တွေတိုးမြင့်ကောက်ခံဖို့စီစဉ်နေပါတယ်။ဆက်လက်ပြီးတော့ဘီတိန်ဂျူးဖျားကြောင်းတိုက်ခိုက်မှုနှစ်ဦးသေဆုံးပြီးတော့သုံးတန်ရရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။ဗြိတိန်နိုင်ငံမန်ချက်စတာမြို့မှာရှိတဲ့ဂျူးဖျားကျောင်းအပြင်ဘက်မှာ ကျန်တာရင်းနေကကားနဲ့တိုက်ကဒါကင်တိုက်ခိုက်မှုဖြစ်ပွားရာလူနောက်ဦးတည်ဆုံးပြီးတော့တုံးတန်ရရမှုမှာကျွန်းတော်နဲ့တန်တရာရှိသူကိုရဲတပ်ဖွဲ့ကပြစ်တက်ခဲ့ပါရယ်အနောက်မြောက်ပိုင်းမန်ချက်စတာမြို့မှာဂျူးအတိုင်းဝိုင်းကယွန်းကပူးနေ့ဂျူးဘာသာရေးအပြစ်ဖြေရာနေ့ကျင်းပခြင်း အခင်းဖြစ်ပြီးရဲတွေကိုလှမ်းခေါ်ရာ အမျိုးသားအဆင့်အကြမ်းဖက်တုံ့ပြန်မှုလုံထုံလုံဤအတိုင်းရဲတပ်ဖွဲ့ကတုံ့ပြန်ဆောင်ရွက်ခဲ့ပါတယ်။ဂါဇာမှာပြင်းထန်တဲ့ထိုးစစ်တွေဖြစ်ပွားစေခဲ့တဲ့2023ခုနှစ်အောက်တိုဘာ9ရက်ကဟာမတ်ရဲ့အစ္စရေးကိုတိုက်ခိုက်မှုဒုတိယမြောက်နှစ်ပတ်လည်အကြိုမှာယခုတိုက်ခိုက်မှု ဖြစ်ပွားခြင်းဖြစ်ပြီးတော့ပြည်ထိုင်နိုင်ငံအတွင်းအမျက်ဒေါသထွက်စရာလည်းဖြစ်ခဲ့ပါတယ်။ ဝင်ကြီးချုပ်ကီယာစတာမာကယခုတိုက်ခိုက်မှုကိုကြောက်မက်ဖွယ်ရာအဖြစ်ပြည်တင်ဝင်ကြီးချုပ်ကီယာစတာမာကရှုတ်ချပြီးတော့ပြည်တင်ဂျူဖျားအကြောင်းတွေမှာလုံခြုံရေးတိုးမြင့်သွားမယ်လို့ကြေညာပါတယ်။ပြည်တင်ဝင်ကြီးချုပ်ကအစောပိုင်းမှာဒိမ့်မတ်မှာဥရောပနိုင်ငံရေးထိပ်သီးအစည်းအဝေးတရက်တက်ရောက်နေတာကနေထွက်ခွာပြီးလန်ဒန်မှာအရေးပေါ်လုံခြုံရေးအစည်းအဝေးတရက်ကိုတပါပတိပြုလုပ်ခဲ့ပါတယ်။ Charles ဘရင်ကသူနှစ်မိဖုရား King Laro ဟာအထူးသဖြင့်ဂျူးအတိုင်းဝိုင်းအတွက်အရေးပါတဲ့နေမျိုးမှာ Manchester ကကြောက်မက်ဖွယ်ထူတိုက်ခိုက်မှုကိုကြားသိရပြီးတော့ထိတ်လန့်ဝမ်းနည်းရာကြောင်းပြောဆိုခဲ့ပါရယ်ခင်ဗျာ ထိတ်တန့်တဲ့နောက်ဆုံးရပြည်တွင်နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာပါအခုဆက်လက်ပြီးတော့ဒီကနေ့ညနေ9:00နာရီအထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေး73စီဈေးနဲ့စောင်းစီတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မြင်းစမိုင်ဝိုင်းတော်သားကိုမြတ်သူရကစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီသတ်မှတ်စေ2100ချပ်ပြင်ပပေါင်စေ4030ချပ် စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စဉ်1633.26ကျပ်ပြင်ပပေါင်စဉ်3135ကျပ်ဥရောပတရူရိုကိုစစ်ကောင်စီတတ်မှတ်စဉ်2468.34ကျပ်ပြင်ပပေါင်စဉ်4959ကျပ်ထိုင်းဘတ်တဘတ်ကိုစစ်ကောင်စီတတ်မှတ်စဉ်64.81ကျပ်ပြင်ပပေါင်စဉ်124.88ကျပ် မလေးရှားတရင်ခေတ်ကိုစစ်ကောင်စီတတ်မှတ်စေ499ဒသမ35ကျပြင်ပပေါ့စီ960ကျပေါ့စီရှိပါတယ်ပေါ်ပြပါငွေလဲလဲနှုတ်တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရပြည်တွင်းရွှေစင်းနှုတ်တွေကတော့အခောက်ရွှေတစ်ချက်သားကို ရွှေကုံတဲ့အတင်းတတ်မှတ်စီ59ဒိန်9000ကျပြင်ပပေါ့စီ89ဒိန်3000ကျ 55ဘဲတစ်ချက်သားကိုရွှေကုံတဲ့အတင်းသတ်မှတ်စေ96သိန်း15625ချက်ပြင်ပပေါ့စေ84သိန်း9000ချက်ပေါ့စေရှိပါတယ်ပေါ်ပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစင်းတုံးတွေကတော့ဒီဇယ်လီတာကို2545ချက် ပရီမီယံဒီဇယ်လီတာကို3115ချက် အော်ဒိတ်92တလီတာကို2830ကျပ်အော်ဒိတ်95တလီတာကို2895ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါ73စီစင်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစားအောင်စီစင်းလုံးတွေကတော့စားအောင်စီတပိတ်တာကိုစစ်ကောင်စီတတ်မှတ်စီ6630ကျပ်ပြင်ပပေါက်ဈေး1500ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါစင်းလုံးတွေကတော့ အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။တမ်မြင့်စိမဘရိုင်းတိုင်းမြင့်စိမတရင်အစီအစဉ်ကိုတင်ဆက်ပေးကြရပါကြီးစုအားပေးကြပေးတဲ့များအားလုံးကိုကျေးဇူးတင်ပါတယ်။ဒီအစီအစဉ်ကတော့ကျွန်တော်ခန့်တွေကတောင်းယူတင်ဆက်ပေးကြပါတမ်မြင့်စိမဘရိုင်းတိုင်းအစီအစဉ်ကိုနေ့စဉ်လည်လာနေ့ကနေတောက်ကြနေ့ထိည9:00နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာရှိတဲ့ညချမ်းအချိန်အခါပြကြပါစေခင်ဗျာ။